မြောင်မြမှာမြေကြီးရဲမီးလောင်နေတဲ့ကိစ္စအဖြေမရှာနိုင်သေးပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဂျမန်ရဲ့ချက်နေကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မလာ၂၈ရက်နေ့ကအင်အားပြင်းငလင်းလှုပ်ခတ်ပြီးတဲ့နောက်အညာဒေသတွေမှာငလင်းနောက်ဆက်တွဲအနေနဲ့ထူးဆန်းတဲ့အရာတွေဖြစ်ပေါ်လာပါရယ်အရာတွေတိုင်းမြောင်မြမျိုးမှာတော့ဧပြီလ၃ရက်နေ့ညနေပိုင်းကမြေကြီးရဲကနေမိကုံငွေတွေထွက်နေရကိုဒေသခံတွေကဗီဒီယိုတွေရိုက်ပြီးတော့တင်ထားပါရယ်အဲ့ဒီနေရာကလူနေအိမ်တွေလည်းမရှိသေးပါဘူး တာမတ်မီလောင်နာမျိုးမဟုတ်ပဲတဘာဝအတိုင်းမြေကြီးတွေကနေလောင်ကျွမ်းနေရပါဒေတာကန်တွေမိကိုထွက်လာတဲ့မြေကြီးကိုတူဖို့ကြည့်တဲ့အခါမှာမြေအောက်ထဲမှာပြာရီနဲ့မိခဲလိုမျိုးရဲရဲတောင်နေတဲ့မိစာတွေတွေ့ရှိခဲ့ကြပါတယ်ယောင်မြမျိုးလေးက ARI မြကန်ဘေးကမျိုးဖြစ်တဲ့အတွက်ရေရီပတ်လေဝိုင်းနေတဲ့မျိုးဖြစ်ပြီးအခုလိုမျိုးမြေကြီးထဲမှာအခုငွေထွက်တဲ့အဖြစ်ပြက်မျိုးတစ်ခါမှမတွေ့ဘူးမကြဘူးဘူးလို့ဒေတာကန်တွေကပြောပါရယ်တချို့လူတွေထင်မြင်ကြတာကတော့ပြင်းထန်တဲ့ငလင်ကြောင့်အမြောက်ထဲမှာအောင်းနေတဲ့မိရာကအပေါ်ပွင့်ထွက်လာတာဖြစ်နိုင်တယ်လို့ပြောကြပါရယ် တချို့တွေကတော့မြေအောင်တရားသဘာဝတံငွေကြောကငလျင်ကြောင့်ပေါက်ထွက်သွားတာဖြစ်မယ်လို့ပြောကြပါရယ်မြန်မာနိုင်ငံရဲ့ကမကမဖြစ်နေတဲ့အခြေအနေအရအဲ့ဒီနေရာကိုစမ်းသပ်စစ်ဆေးမယ်ပညာရှင်တွေလည်းတွာလာဖို့ခက်ခဲနေရမှုဒီကိစ္စကိုအပြည့်မရှာနိုင်သေးပါဘူးမြမြဒေတာကန်တွေအနေနဲ့အဲ့ဒီနေရာမှာဆက်လက်နေထိုင်တဲ့တော့ပဲဝေးရာပြောင်းရွှေ့နေသမားတွေ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်အမြင်တဲ့ဒီလိုမျိုး update ဖြစ်နေတဲ့သတင်းကြောင်းများတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပြီးပြီးနောက် notification bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဆက်အပ်ပေးခဲ့ကြတဲ့ပရိသတ်တူတူချင်းစီတိုင်းကိုလည်းကြည့်စုထူပဲတင်ရှိပါရရှင်